ကဘာပေါ်မှာလမ်းလုံးဝမရှိတဲ့မြို့ငါးမြို့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကဘာလွန်ကထူးခြားစံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုပါရစေကဘာပေါ်မှာလမ်းမရှိတဲ့မြို့တွေဆိုတာမော်တော်ယာဉ်သွားလာဖို့လမ်းများမရှိပဲလေလမ်းတွေလမ်းလျှောက်လမ်းတွေစပိန်လမ်းတွေဒါမှမဟုတ်အခြားနီးလမ်းတွေနဲ့သွားလာရတဲ့နေရာတွေကို ဆိုလိုတယ်ဒီလိုမြို့တွေဟာတမိုင်းကြောင်းရပထဝီနေသားရဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုရည်ရွယ်ချက်နဲ့ဖြစ်ပေါ်လာတာများတယ်။ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာပေါ်မှာထင်ရှားတဲ့လမ်းမရှိတဲ့မြို့ငါးမြို့ကိုပြည်သက်များအတွက်တင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1ဂီးရသွန်းနယ်သာလန် Dash ဘင်းနေလို့လူတီများတဲ့ဂီးရသွန်းဟာလီလန်းတွေနဲ့တွာလာရတဲ့ရွာလေးဖြစ်တယ်။လီလန်းပေါင်း၄မိုင်ကျော်ရှိပြီးတစ်သားတရားလေးတွေရိုးရအိမ်လေးတွေနဲ့လှပတယ်။ကားတွေကိုရွာပြင်မှာထားခဲ့ရပြီးလေစပိန် ဒါမှမဟုတ်လမ်းလျှောက်နဲ့သွားလာကြတယ်။ငင်းကျဲတဲ့သဘာဝပတ်ဝန်းကျင်ကြောင့်ခီးသွားတွေကိုဆွဲဆောင်မှုအရန်ရှိလာတယ်။2020ခုနှစ်ထိကောက်ယူခဲ့တဲ့တကောင်စင်းအရဒီမျိုးမှာလူဦးရေက1995ဦးပဲရှိတယ်လို့သိရတယ်။ဒီရဲ့သုံးဟာ1993ခုနှစ်ထိတီကြားမြူနစ်စပယ်တစ်ခုဖြစ်ခဲ့ပြီး2000ခုနှစ်မှာတော့တင်ဝစ်နဲ့ပူးပေါင်းခဲ့ပါတယ်။နံပါတ်2ဘင်းနဲ့အီတလီကမ္ဘာအကျော်ကြဆုံးလမ်းမရှိတဲ့မြို့ဖြစ်တယ်။ ကျွန်းပေါင်း118ကျွန်းပေါ်မှာတိစောက်ထားပြီးလေလမ်းပေါင်း189ခုနဲ့တံတား416ခုရှိတယ်။ကားစားဂွန်ဒိုလာလေတွေရေရင်တွေနဲ့သွာလာကြတယ်။သမိုင်းဝင်ပြည်သူကလက်ရာတွေနဲ့ UNESCO ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တယ်။အခုချိန်မှာတော့ Venice မြို့ကြီးဟာရေအောက်ကိုတဖြည်းဖြည်းနဲ့ကျွဝင်လာတာနှစ်စဉ်နဲ့မျှပိုပြီးတည်တာလာခဲ့တယ်။ဒါကြောင့်မြို့ကိုအသက်ရှည်နေနိုင်ဖို့အတွက်စီမံကိန်းတွေချမှတ်ပြီးတော့ကိုဆောင်ရွက်နေရတယ်။နံပါတ်3 First Avenue မော်ရိုကိုကမ္ဘာကြီးတုံးကားမရှိတဲ့မြို့ပြဧရိယာတစ်ခုဖြစ်တယ်။လမ်းကျင်းပေါင်း9400ရှိပြီးကားတွေဝင်မရအောင်ကျင်းမြောင်းနေ။လူတွေကလမ်းလျှောက်တာမီးလဲတွေနဲ့သွာလာကြတယ်။ဒေးဆိုင်တွေဗလီတွေချီအောင်ကျောင်းတွေနဲ့ပြည့်နှက်နေတယ်။အလဲခိကရကရှင်သန်လာတာဖြစ်ပြီး UNESCO အမွေအနှစ်နေရာတစ်ခုလည်းဖြစ်တယ်။မြို့ကိုပတ်ချလေကာယံထားတဲ့ဒတိုင်းတွေရဲ့အစိပ်ပိုင်းအချို့ကပျက်စီးသွားပြီဖြစ်ပေမဲ့ချီလျားပြီးအကောက်ကွေများတဲ့ခံတဲ့နေရံတွေတော့ကြန့်ရှိနေသေးဖြစ်ပါတယ်။ နံပါတ်၄လာမိုကင်ညာအာဖရိကရဲ့ရှေးချဆုံးမျိုးတွေထဲကတစ်ခုဖြစ်ပြီးမူလနာမည်ကတော့အာမူပါလမ်းမရှိတဲ့ကျွန်းမြို့တစ်ခုပဲဖြစ်တယ်ကာအာစာ မီးတွေလှေတွေနဲ့လမ်းလျှောက်နဲ့တွာလာကြတယ်လမ်းကျင်းတွေကမော်တော်ယာဉ်တွေမဝင်နိုင်အောင်ဒီဇိုင်းထုတ်ထားတယ်ဆွာဟီလီယဉ်ကျေးမှုရဲ့အရေးပါတဲ့ဗိုလ်ချက်ဖြစ်ပြီး UNESCO ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုလည်းဖြစ်တယ်1390ပြည့်နှစ်ကလေးကစတင်တည်ထောင်ခဲ့တာဖြစ်လို့ ကင်ညာရဲ့ရှေးကြဆုံးစင်သက်မပြတ်လူနေထိုင်ရာမြို့အဖြစ်ရှိနေပါတယ်။နံပါတ်၅ဟာလီဘတ်ကော့အလက်စကာအမေရိကန်အလက်စကာရဲ့ကက်ချ်မတ်ဘေးစတိတ်ဘတ်မှာရှိတဲ့သေးငယ်တဲ့အတိုင်းဝိုင်းဖြစ်တယ်။လမ်းမရှိဘဲလှေတွေလမ်းလျှောက်တာဒါမှမဟုတ်လေရင်ငယ်တွေနဲ့သွာလာကြတယ်။အိမ်တွေကိုရေပေါ်မှာတိဆောက်ထားတာဒါမှမဟုတ်တစ်တိုင်တွေပေါ်မှာမြင့်ထားတာများတယ်။သဘာဝအလှတွေတောရိုင်းတိရစ္ဆာန်တွေနဲ့ခီးတွားတွေကိုဆွဲဆောင်တယ်။လူကြီးတရားအောက်ပဲရှိပြီး အေးချမ်းတဲ့နေရာတစ်ခုဖြစ်တဲ့အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်